ားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကတော့ဒါဗာဒီကို ပထမဆုံးစက်တန်အသုံးပြုနေလေးဖြစ်ပါတယ်ဒီတော့ဒါဗာဒီထဲကိုဝင်ရအောင်โอเคဒီထဲမှာပါတာတွေကိုအရင်ဆုံးရှင်းပြပါမယ်ဒါလေးကတော့ application ရဲ့အသုံးပြုနေဗီဒီယိုလေးတွေကိုခြေတဲ့နေရာလေးဖြစ်ပါတယ်ဒီကောင်ကတော့ application setting ဖြစ်ပါတယ်ဒီမျှလေးနှစ်ခုကတော့ရက်ဆွဲပြောင်းလဲမျှလေးတွေဖြစ်ပါတယ်တကယ်လို့ရက်ဆွဲတွေအများကြီးကြော်ကြည့်ရမယ်ဆိုရင်ဒါလေးကိုနှိပ်ပြီး မင်းမင်းကြည့်ရှင်တဲ့ရဲဆွဲကိုပြောင်းကြည့်နိုင်ပါတယ်။ကျွန်တော်မှဗာစင်းရမမရှိသေးတဲ့အတွက်ဒီရဲဆွဲကိုပြောင်းပြောင်းဘာမှမတွေ့ရတာဖြစ်ပါတယ်။ဒါလေးကတော့အရှုံးမြတ်စည်ရင်တွေကိုတနစ်တာတပတ်တာတလတ်တာစသဖြင့်အသေးစိတ်စစ်စစ်ကြည့်ရှုနိုင်တဲ့နေရာလေးဖြစ်ပါတယ်။ဒီအပေါင်းခလုတ်လေးကတော့ပွေးရှင်အသစ်တွေပြုလုပ်တဲ့ခလုတ်လေးဖြစ်ပါတယ်။ခုကျွန်တော်မှာပွေးရှင်တွေလည်းမရှိသေးဘူးဆိုတော့ပွေးရှင်တစ်ခုလောက်ပြုလုပ်လိုက်ပါမယ်ပွေးရှင်ပြုလုပ်ဖို့အတွက်အပေါင်းခလုတ်လေးကိုနှိပ်လိုက်ပါမယ် ဒါဆိုရင်ပွေးရှင်အမြင်ရေးမယ့်နေရာလေးပေါ်လာပါပြီ။ကျွန်တော်ကပွေးရှင်အမြင်ကိုမနှက်လို့ထားလိုက်ပါမယ်။ပြီးရင်အမှန်ချစ်လို့ကိုနှိပ်လိုက်ပါမယ်။ဒါဆိုရင်မနှက်ပိုင်းတော့ပွေးရှင်တစ်ခုပြုလုပ်ပြီးပါပြီ။ညနေအတွက်ဆိုရင်ညနေဆိုပြီးတော့နောက်တစ်ခုပြုလုပ်လိုက်အောင်ပါပဲ။ဒူပိုင်းမှာကစားရင်တော့ဒူပိုင်းမနှက်ဒူပိုင်းညနေစသဖြင့်ပွေးရှင်တွေကိုမင်းမင်းစိတ်ကြအကန့်အသတ်ရှိထည့်သွင်းနိုင်မှာဖြစ်ပါတယ်။တကယ်လို့ဒီပွေးရှင်တွေကိုပြန်ဖြည့်ရှင်နေဆိုရင်မင်းမင်းဖြည့်ရှင်တဲ့ပွေးရှင်ကိုခဏလေးနှိပ်ထားလိုက်ပါ လိုမျိုးပေါ်လာရင်ဖြက်မြင့်ဆိုတာကိုနှိပ်ပြီးဖြက်နိုင်ပါတယ်။ Okay ကျွန်တော်ကမနက်ပိုင်းရှင်အတွက်စဉ်းရင်းသွင်းမှာဆိုတော့မနက်ဆိုတာကိုနှိပ်လိုက်ပါမယ်။ဒါဆိုရင်ကျွန်တော်ကမနက်ပွေးရှင်တွေကိုရောက်နေပြီပေါ့နော်။ဒီတော့ဒီနေရာမှာပါရာတွေကိုအရင်ဆုံးချင်းပြပါမယ်။ဒါလေးကတော့ကျွန်တော်တို့ရောက်နေတဲ့ပွေးရှင်အမြင်ဖြစ်ပါတယ်။ကျွန်တော်တို့မနက်ကိုနှိုက်ခဲ့လို့ဒီနေရာမှာမနက်လို့ပေါ်နေတာပါ။ဒါကတော့ပိတ်ကနင်းတွေတတ်မှတ်တဲ့နေရာဖြစ်ပါတယ်။ ဒါကထွက်ကနန်းတွေထည့်တဲ့နေရာလေးဖြစ်ပါတယ်။ XX ဆိုတဲ့နေရာလေးကိုနှိပ်ပြီးထွက်ကနန်းထည့်လိုက်တာနဲ့ application ကတိကျတဲ့အရှုံးမြစရင်တွေကိုအလိုလျောက်တွဲပေးသွားမှာဖြစ်ပါတယ်။ဒါကတော့တစ်ချိန်စာစရင်ရှုပ်ဖြစ်ပါတယ်။သူထဲမှာ commission တွေအကုန်လုံးရဲ့စုစုပေါင်းလေကြာငွေစရင်ဖြတ်စားတာကာတိထုတ်တာစသဖြင့်အဆုံးပါပါတယ်။ဒီ account close လေးကတော့ commission တွေထည့်တဲ့နေရာလေးဖြစ်ပါတယ်။ဒီနေရာမှာဘယ်လိုလူတွေကို commission ဖြစ်သက်မှတ်သင့်လဲဆိုတာကတော့ နံပါတ်1မိမိကိုယ်တိုင်ရောင်းနေဆိုရင်မိမိကိုယ်တိုင်ကော်မရှင်တရားအနေနဲ့ထည့်ရပါမယ်နံပါတ်2မိမိစီမလာတန်လာထိုးတဲ့ငွေအမောင်းပေါ်မှာပါဆန့်တစ်ခုပြန်ပေးရတဲ့သူဆိုရင်ကော်မရှင်တရားအနေနဲ့ထည့်ရပါမယ်ပါဆန့်မပေးရတဲ့သူကိုကော်မရှင်လို့သတ်မှတ်လို့မရပါဘူးပါဆန့်မပေးရရင်ကော်မရှင်မဟုတ်ပါဘူးထိုးတာပဲဖြစ်ပါတယ်ဥပမာကျွန်တော်နှစ်မြေမောင်မောင်ဆိုပါတော့ဒီတော့ကျွန်တော်နှစ်မြေနဲ့ကော်မရှင်စည်ရင်တစ်ခုဖွင့်လိုက်ပါမယ်။ပေါင်ကလုတ်ကိုနှိပ်မယ်။ကော်မရှင်အမြင်ရေးမယ်။ break amount ဆိုတာက တခွက်ကိုအများဆုံးဘလောက်ဖို့ထိလက်ခံမယ်ဆိုတာကိုသတ်မှတ်တာဖြစ်ပါတယ်။ကျွန်တော်ကဒီတိုင်း9000ပဲထားလိုက်ပါမယ်။ဒါဆိုရင်တခွက်အများဆုံး9000ဖို့ထိလက်ခံနိုင်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။တောင်ဖို့ကော်ကျေးဆိုတာကတောင်ဖို့မှာကော်မရှင်ကျေးဘယ်လောက်ပေးလဲသတ်မှတ်တဲ့နေရာဖြစ်ပါတယ်။တောင်ဖို့မှာကော်မရှင်ကျေးတထောင်ပေးတယ်ဆိုရင်တထောင်1500ပေးတယ်ဆိုရင်1500ပေါ့။မိမိကိုယ်တိုင်အတွက်ဖြစ်လို့ကော်မရှင်ကျေးပေးစရာမလိုဘူးလို့ယူဆလို့မရပါဘူး။ဘလို့တဖို့အရလောအားကလောအားအရှုံးအမြတ်ကအရှုံးအမြတ်ပါပဲ။ ဒီတော့ကိုကိုကိုလဲကွန်မရှင်ချေးပေးရပါမယ်ကျွန်တော်ကတထောင်လို့ဒီတိုင်းသတ်မှတ်ထားလိုက်ပါမယ်ပြီးတော့တရားဖို့ယုံွေတရားဖို့ယုံွေဆိုတာကတော့တရားဖို့ကိုဘလောက်ယော်လဲပေါ့နော်9500ဆိုရင်9500 7000ဆိုရင်7000ပေါ့ပြီးရင် save ကိုနှိပ်လိုက်ပါဒါဆိုရင်ဒီမှာမောင်မောင်ဆိုပြီးကွန်မရှင်စရင်တစ်ခုပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်မှလှလှဆိုတဲ့ကွန်မရှင်တယောက်ရှိတယ်ဒီတော့သူ့အတွက်လေးစရင်တစ်ခုဖွင့်လိုက်ပါမယ် ကော်မရှင်အမြင်လှလှ break amount ကို၃တောင်းထားမယ်။ဒါဆိုရင်သူကတကွက်ကို၃တောင်းဖို့ပဲရောင်းလို့ရမယ်ပေါ့နော်။ကော်မရှင်ကြီးကအတူတူပဲအတောင်ဖို့ကို၁ထောင်ပေးမယ်။ရော်ကြီးလည်းအတူတူပဲတရာဖို့ကို၈ထောင်ရော်မယ်။ပြီးရင် save ကိုနှိပ်မယ်။ဒါဆိုရင်အခုကျွန်တော်မှမောင်မောင်ဆိုတဲ့ကျွန်တော်ရဲ့လှလှဆိုတဲ့ကော်မရှင်တယောက်ရဲ့ရှိတော့ပါပြီ။ဒီတော့ ကျွန်တော်စီမံလာထိုးတဲ့ကနန်းတွေအကုန်လုံးကိုကျွန်တော်နှက်မယ်ဖြစ်တဲ့ဒီမောင်မောင်ထဲမှာပဲစည်ရင်သွင်းပါမယ်။လှလှစီကတင်လာတဲ့စည်ရင်တွေအကုန်လုံးကိုလှလှထဲမှာပဲစည်ရင်သွင်းပါမယ်။တကယ်လို့မိတ်ဆွေတို့မှာကော်မရှင်၁၀ရောက်ရှိရဆိုရင်၁၀ရောက်ထည့်လိုက်ပါ။ကျွန်တော်ကအစင်းရှင်းပြတာမို့လို့တစ်ယောက်သေးပဲထည့်ပြတာဖြစ်ပါတယ်။တကယ်လို့ဒီကော်မရှင်တွေကိုပြန်ဖြတ်ချင်တယ်ဆိုရင်တော့ဖြတ်ချင်တဲ့ဟာကိုခဏလေးနှိပ်ထားလိုက်ပါ။အခုလိုမျိုးပေါ်လာရင်ဒလီဆိုတာကိုနှိပ်ပြီးဖြတ်နိုင်ပါတယ်။ ါမှမဟုတ်တစ်ခုခုပြောင်းလဲရှင်တာဆိုရင်တော့မင်းမင်းပြောင်းရှင်တာကိုပြောင်းလိုက်ပြီးဒီ save ကိုနှိပ်လိုက်ပါဒါဆိုရင် ပြောင်းတော့ပါလိမ့်မယ် okay အခုဒီမောင်မောင်ထဲမှာစဉ်းရင်းနေနေတွင်ကြရအောင်ဒီနေရာမှာပေါ်နေတဲ့လွှဲတွေကိုအရင်ဆုံးချင်းပြပါမယ်ဒီမှာတွေ့ရတဲ့မောင်မောင်ဆိုတာကကျွန်တော်တို့ရောက်နေတာမောင်မောင်ရဲ့စရင်ထဲကိုရောက်နေတာဖြစ်ကြောင်းပြနေတာဖြစ်ပါတယ် C10% ဆိုတာကမောင်မောင်ရဲ့ကော်မရှင်ရခိုင်နှုန်းကိုပြောတာဖြစ်ပါတယ် RX80 ဆိုတာကယူဆကိုပြောတာဖြစ်ပါတယ် ဒီ9000ဆိုတာကကြတော့မောင်မောင်ရဲ့ break amount ကိုပြောတာဖြစ်ပါတယ်ဒီ0ကတော့မောင်မောင်ရဲ့စူးစူးပေါင်းရောင်းရောင်းငွေကိုဖော်ပြထားတာဖြစ်ပါတယ်အခု base yen မှာမရှိသေးတဲ့အတွက်0ဖြစ်နေတာဖြစ်ပါတယ်ဒီနေရာလေးကတော့ထိုးသားတွေနှမယ်ကိုရေးတာဖြစ်ပါတယ်ဒီ ledger မှတ်တမ်းရှင်းလင်းတွေကိုတော့စည်ရင်းနေနေတွင်ပြီးမှရှင်းပြပါမယ်ဒါလေးကတော့ bluetooth printer နဲ့ shape ပြီး print ထုတ်တာဖြစ်ပါတယ် okay ဒီတော့ကျွန်တော်တို့စည်ရင်းနေနေတွင်ကြည့်ရအောင်စည်ရင်းတွင်မယ်ဆိုရင်ဘသူစည်ရင်းလေးပေါ့နော် ဘသူထိုးတာလဲပေါ့ဥပမာမောင်ပထိုးတာဆိုရင်ဒီနားမှာမောင်ပပေါ့ပြီးရင်သူထိုးတဲ့ကနန်းတွေကိုရေးမယ်ကနန်းရေးတာကအရင်ကလွယ်ကူပါတယ်ဒီနေရာမှာပေါ်နေတဲ့အတိုင်းရေးရုံပါပဲ1နှစ်200ဘိုးဆိုရင်1 = 200 200ဒီတိုင်းရေးလိုက်ရုံပါပဲပြီးရင် okay ကိုနှိပ်လိုက်တာနဲ့အခုလိုမျိုးအပေါ်ကိုရောက်သွားပါမယ်တကယ်လို့65ကို300အာ200ဆိုရင်65 = 300အာ200အဲ့လိုရေးလိုက်ရုံပါပဲ ြရင် okay ကိုနှိပ်ပြီးနောက်ထပ်ရေးရှင်တာရေးလို့ရပါတယ်တကယ်လို့ငနန်းတွေအများကြီးဆက်ရေးမယ်ဆိုရင်အင်း9 7 7 5 6 2 5 1500စသဖြင့်လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်ရေးနိုင်ပါတယ်ပြပြရင် okay ကိုနှိပ်လိုက်တာနဲ့အပေါ်ကဘောင်ရှာလေးကိုရောက်သွားမှာဖြစ်ပါတယ်ဒါကတော့စူးစူးပေါင်းအကွက်အရေအတွက်ဒါကတော့ငွေအမောင်းဖြစ်ပါတယ်ပုံလုံးပြပြဆိုရင် add ကိုနှိပ်လိုက်ပါဒါဆိုရင်မောင်ပါထိုးတဲ့စည်ရင်းတွေဝင်တော့ပါပြီဒီတခါမမထိုးမယ်ပေါ့ ဒီနေရာမှာထိုးတဲ့သူ့နာမည်ကိုမရေးရင်လည်းရပါတယ်ဒါပေမဲ့ရေးတာကပိုကောင်းတာပေါ့နော်ပောက်ကွက်ထိပ်ပြီးတဲ့အခါဘသူတွေပောက်တယ်ဆိုတာတန်သိရတာပေါ့နာမည်မရေးထားရင်တော့ဘသူပောက်လို့ပေါက်မှမသိဖြစ်နေမှာပေါ့ဆိုတော့မမက break name ကိုထိုးမယ်ဆိုပါစို့ဒါဆိုရင် break ကိုနှိပ်လိုက်ဒီမှာဘလို့ပုံစံရေးရမလဲပေါ်လာတယ်ဒီအတိုင်းရေးရုံပါပဲအဲ့ပါတော့သူညာ break 900ဖို့ထိုးမယ်ဆိုပါစို့ဒါဆိုရင်သူညာကိုနှိပ်လိုက်ပြီးရင်ဒီမှာပေါ်လာတဲ့ break ကိုနှိပ်လိုက်ပြီးရင်ငွေမောင်းကိုရေးလိုက် โอเคကိုနှိုင်းလိုက်တာနဲ့အပေါ်မှာသူညာ break 900ရောက်တော့ပါပြီစုစုပေါင်း၁၀ခွက်9000ပေါ့เนาะဒါလေးကိုနှိပ်ပြီးဒီသူညာ break ထဲမှာဘေးအကွက်တွေပါဝင်လေးဆိုတာကြည့်နိုင်ပါတယ်တကယ်လို့တစ် break 3 break 9 break 200ဖို့ထိုးမယ်ဆိုပါတော့ဒါဆိုရင်တ3 9 break 200ဆိုပြီးရေးလို့ရပါတယ်ဒီတော့ break ကိုနှိပ်မယ်တ3 9 3ရေးမယ်ပြီးရင်ဒီနားမှာပေါ်နေတဲ့ break ကိုနှိပ်မယ်ပြီးရင်ငွေ amount ရေးမယ်ပြီးရင် okay ဒါဆိုရင်335 break 200ဆိုပြီးအပေါ်ကိုရောက်သွားပါပြီ။စုစုပေါင်းအကွက်60ငွေအမောင်းက10000ပေါ့။သင်းသင်းတော့မယ်ဆိုရင် add ကိုနှိပ်လိုက်။ဒါဆိုရင်မမထိုးတဲ့ကနန်းတွေဝင်တော့ပါပြီ။ဒီတခါတူတူထိုးတယ်ဆိုပါတော့ သူသူကခွေပြီးထိုးမယ်ပထမကနန်းတရှုပ်ကိုအပေါင်ရှာတစောင်းတည်တန်းယူမယ်ကျင်တဲ့ဟာကိုအပေါင်ရှာတစောင်းတည်တန်းယူမယ်ပေါ့ဒီတော့ဒီနေရာမှာသူသူဆိုပြီးနှမေကိုနှစ်ခါရေးနေရမှာပေါ့ဒီမှာရေးထားတဲ့နှမေက add ကိုနှိပ်လိုက်တာနဲ့ auto ပြတ်သွားတာဖြစ်တဲ့အတွက်အဲ့လိုမပြည့်စုံစင်ဘူးဆိုရင်ဒီလူရုပ်ကလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်အခုလိုအစင်းရောင်လေးပြတော့ပါမယ်အခုလိုဒီလူရုပ်ကလေးအစင်းရောင်လေးဖြစ်နေရင်တော့ add ကိုနှိပ်ရင်လေဒီနားမှာနှမေပြတော့မှာမဟုတ်ပါဘူး ပြီးတော့ဖြတ်ပိုင်းတွေခွေးပြီးထိုးကြတဲ့အခါလဲနှမဲကိုတစ်ခါနှစ်ခါပြန်ရေးစရာမလိုတော့ဘူးပေါ့โอเคသူသူကပထမဖြတ်ပိုင်းမှာသူညာသူညာတထောင်ဖို့โอเค hey 0 hey 900 okay ပြီးရင် power 900 for okay ပြီးပြီဒီလောက်ကိုပထမတစ်ဆောင်ထိုးမယ်ပြီးတော့ add ကိုနှိပ်လိုက်မယ်သင်ရင်းတွေဝင်တော့ပြီနှမဲကကျင်ခဲ့ပါတယ်နောက်တစ်ဆောင်ဆယ်ရေးရုံပါပဲနောက်တစ်ဆောင်မှာကတော့ cat တညတင်ငါကနှစ်တုံးချငါရโอเคခွေတညတစ်နှစ်တုံးခွေငါရโอเคပြီးပြီဆိုရင် add ပေါ့တူတူထိုးပြီးပြီနာမည်ကိုမလိုတော့ဘူးဆိုရင်ဒါလေးကိုနှိပ်ပြီးဖြတ်လိုက်ပါဒီအစင်းရောင်လေးကိုပြန်ဖြောက်ချင်ရင်လူပုံလေးကိုနှိပ်လိုက်ပါခုနကသွင်းထားတဲ့စင်းရဲတွေအကုန်လုံးကိုဒီမှတ်တမ်းထင်းမှာတစောင်းချင်းပြန်ကြည့်လို့ရပါတယ် ဒီထဲမှာအရှင်နဲ့တကွပြန်လေစစေးတာ brain ထုတ်တာ share တာမှတ်တမ်းတစ်ခုလုံးကိုပြန်ဖြတ်တာစတဲ့လှုပ်ဆောင်ချက်တွေကိုလုပ်နိုင်ပါတယ်။ပြီးရင် tracking ထည့်ပြီးတဲ့အခါဒါလေးကိုနှိပ်ပြီးပေါက်ကွက်ပါတဲ့မှတ်တမ်းတွေကိုအလွယ်တကူရှာကြည့်နိုင်ပါတယ်။သွင်းထားတဲ့စာရင်းတွေအကုန်လုံးကို ledger အနေနဲ့ကြည့်ရှင်ရင်တော့ဒီ ledger ထဲမှာဝင်ကြည့်နိုင်ပါတယ်။ဒီထဲမှာရောင်းထားတဲ့စာရင်းတွေကိုမျိုးမျိုးစစ်စစ်ကြည့်နိုင်ပါတယ်။ဒါကတော့ဒီ ledger တစ်ခုလုံးကိုခြေတာဖြစ်ပါတယ်။ဒါကတော့ ငွေအမောင်းကိုကြည့်စင်ငယ်လိုက်ငွေစင်ကြည့်လိုက်လို့ကြည့်တာဖြစ်ပါတယ်ဒါကတော့ငွေအမောင်းသူညာဖြစ်နေတာကိုဖြောက်ပြီးတော့ကြည့်တာဖြစ်ပါတယ်ဒါကတော့ပြေကွက်တွေကိုရှာကြည့်တာဖြစ်ပါတယ်ပြီးရင်ဒီကနန်းတွေကိုနှိပ်ပြီးတော့လည်းအသေးစိတ်စစ်ဆေးလို့ရပါသေးတယ်ဒီထဲမှာဆိုရင်ကနန်းတွေကိုပြန်ဖြက်လို့ရပါမယ်နောက်တစ်ခုကကနန်းတွေကိုနှိပ်ပြီးဘသူထိုးတာလဲဘယ်မှတ်တမ်းထဲကဟာလဲဆိုတာကိုစစ်ဆေးနိုင်ပါတယ်ဒီတော့ ကနန်းထွက်တာနဲ့ဘသူတွေပေါက်လဲပဲဖြစ်ပိုင်းကားလဲဆိုတာသိရှိရင်အခုလိုကနန်းသေးကိုဝင်ပြီးကြည့်လိုက်ရုံပါပဲ။ Okay ပြီးရင်ဒါကတော့ငွေစင်ရင် channel ဖြစ်ပါတယ်။ဒီထဲမှာရောင်းရငွေကဘလောက် commission ကြေးကဘလောက်ပေါက်ကွက်ကဘလောက်ပို့ပါတယ်စသဖြင့်ငွေစင်ရင်တွေကိုတွက်ချက်ပေးထားတဲ့နေရာဖြစ်ပါတယ်။သူလောလောဆယ်ထွက်ကနန်းမထည့်ထားတဲ့အတွက်ပေါက်ကွက်နဲ့ရောင်းငွေကသူညဖြစ်နေတော့ရောင်းရငွေသေးက commission ကြေးကိုနှုတ်ပြီးကျန်တဲ့ငွေတွေကိုအမြတ်အနေနဲ့ဖော်ပြနေတာဖြစ်ပါတယ်။ Okay ခုဆိုရင်မောင်မောင်ဆိုတဲ့ကျွန်တော်စီရင်ထွင်မှာရောင်းရောင်းငွေကဒီလောက်ရှိနေပြီပေါ့နော်ပြီးတော့လှလှစီရင်ထည့်ကိုတော့ပြီးလှလှတင်တဲ့စီရင်တွေကိုထည့်မယ်ဆိုတော့လှလှကိုနှိပ်လိုက်မယ်ပြီးရင်လှလှပို့ထားတဲ့ကနန်းတွေကို copy တော့ယူမယ် Viber ဆိုရင် Viber Messenger ဆိုရင် Messenger ကိုတော့မယ်ကျွန်တော်မှာ Telegram ကပို့ထားတာဖြစ်တဲ့အတွက် Telegram ကိုတော့မယ်ပြီးရင် copy လုပ်မယ် server တွေထည့်ကို ပြန်လာမယ် pass နှိပ်လိုက်မယ် နာကော်ပီကူလာတဲ့ကနန်းတွေဒီမှာရောက်နေပြီဒါဆိုရင် add ကိုနှိပ်ပြီးပြလိုက်မယ်နောက်ထပ်ရှိသေးရင် နောက်ထပ် copy တော့ယူမယ်ဒါရီအကောင့် copy လုပ်ပြီးထည့်လိုက်ပါမယ်။ဒါဆို English လို့ရေးထားတာတွေပေါ့။အဲ့ဒါတွေကိုလည်း paste လုပ်လို့ရပါတယ်။ copy ယူမယ်။ paste လုပ်မယ်။ add နေပြီးထည့်မယ်။ပြီးပါပြီ။ ါဆိုရင်ခုဒီမှာစည်ရင်တွေသူဟာနဲ့သူရှိနေပြီပေါ့နော်ကော်မရှင်10ရောက်ရှိတဲ့သူဆိုရင်10ရောက်သူဟာနဲ့သူရှိနေကြမှာပေါ့ပြီးတော့ဒီစည်ရင်တွေအကုန်လုံးကို ပေါင်းပြီးဒီစည်ရင်ရှုပ်ထည့်မှာကြည့်လို့ရပါတယ်ဒါကအပြင်ကစည်ရင်တွေအကုန်လုံးကိုပေါင်းပြီးချမ်းထားတဲ့ငွေစည်ရင်ဖြစ်ပါတယ်ဒါကတော့အယောင်စင်းရည်တွေအကောင်လုံးကိုပေါင်းထားတဲ့အယောင်လက်ချာချုပ်ကြီးဖြစ်ပါတယ်ဒီမှာမြင်တဲ့အတိုင်းပဲသူညသူညကိုမောင်မောင်စင်းရည်ထဲမှာဘလောက်ပိုးပါတယ် အလှစီရင်ထင်မှာဘလောက်ဘောပါတယ်စသဖြင့်ပေါင်းပြီးဖော်ပြထားတာဖြစ်ပါတယ်လေကြာစီမံခန့်ခွဲမှုဆိုတာကကြတော့ချုံအမြတ်ကိုကြိုတန်တွက်ဆက်ပြီးကာသီးထုတ်တာသို့မဟုတ်ဖျက်ဆားတာစတဲ့လုံဆောင်ချက်တွေကိုပြုလုပ်တဲ့နေရာဖြစ်ပါတယ်ဒီနေရာမှာလရှိဒီဇင်ရန်ရမျက်မေဆိုရင်ဒီလောက်ထိမျက်နှိုင်ပြီးရှုံးမေဆိုရင်ဒီလောက်ထိရှုံးနိုင်တယ်ဆိုပြီးပြနေပါတယ် ဒီရှင်ခွန်လေးကတော့ break ဖြတ်တဲ့ဟာလေးဖြစ်ပါတယ် main main lotion တဲ့ amount တစ်ခုကိုယူပြီးပိုတဲ့ဟာကိုကာနိုင်ပါတယ်အဲ့လိုလုပ်တဲ့အခါမှာဒီနားမှာအရှုံးအမြတ်ကိုတခါတည်းတွက်ဆက်ပေးထားတော့မိမိသုံးတဲ့ရင်သုံးတဲ့သလိုအကျိုးရှိမှာဖြစ်ပါတယ်။ဒါကတော့ကာတိထုတ်ထားတဲ့မှတ်တမ်းတွေဖြစ်ပါတယ်။ဒါကတော့မိမိစိတ်ကြိုက်ကာရှင်တဲ့အကွက်ကိုကာလို့ရအောင်ထည့်ထားတဲ့နေရာဖြစ်ပါတယ်။ဒီကာတိထုတ်တာနဲ့ပတ်သက်ပြီးသေစိတ်ကိုတော့မရှုံးအောင်ကာတိထုတ်နေဆိုတဲ့ဗီဒီယိုမှာကြည့်ပါ ဒီငွေစည်ရန် channel ကတော့ commission တယောက်ချင်းစီရဲ့ငွေစည်ရန် channel တွေကိုတစုတစည်းတည်းကြီးစုနိုင်တဲ့နေရာလေးဖြစ်ပါတယ်။ဒီနေရာမှာဒါလေးကိုနှိပ်ပြီးငွေစည်ရန်တွေကို Viber တို့ Telegram တို့ကနေပို့နိုင်ပါတယ်ခင်ဗျာ။ Okay ဒီ video လေးကတော့ဒီလောက်ပါပဲ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။